ားလုံးမင်္ဂလာပါ။ညိုလမန်းချန်နယ်ကနေကြိုဆိုပါရစေ။ဒီကနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ယုံမတိတီးရဲ့အကျိုးအလေးတင်22မျိုးအကြောင်းပန်းဖြစ်ပါတယ်။ယုံမတိတီးရဆိုရင်ခန္ဓာကိုယ်အတွက်အာဟာရအတွက်များစွာပေးစွမ်းတဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ယုံမတိတီးရဲ့အကျိုးအလေးတင်တွေကတော့နံပါတ်၁ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း။ယုံမတိတီးမှာခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်အတွက်အထောက်အကူပြုတဲ့ဗီတာမင် C ကြော်ဝါစွာပါဝင်ပြီး ဗီတာမင်စီကကိုယ်ခံအားစနဲ့သွေးဖြူဆဲတွေကိုထုတ်လွှတ်ပေးဖို့လှုပ်ဆော်ပေးတဲ့အတွက်ခန္ဓာကိုယ်ရဲ့ကုခံဆွမ်းအားကိုတိုးတက်စေပြီးကိုယ်ခံအားစနဲ့ကိုတိုးတက်ကောင်းမွန်စေပါတယ်။နံပါတ်၂စီးချိုကိုထိညှိပေးခြင်းရုံးမှုတွေတိမှာအင်ဆူလင်ဆေးလိုအစွမ်းတက်တွေရှိပါတယ်။အင်ဆူလင်ဆေးဆိုတာစီးချိုသမားတွေအတွက်အသုံးပြုတဲ့ထိုးဆေးတစ်မျိုးဖြစ်ပါတယ်။ရုံးမှုတွေတိမှာပါတဲ့အမြင့်တက်ဟာဥအတွင်းမှာကြားတက်ဆုပ်ယူမှုကိုထိန်းသိမ်းပေးကာ သွေးတွင်းရှိတကြားတက်အလွန်ကဲစွာမြင့်တက်လာခြင်းကိုကောက်ွယ်တားဆီးပေးတဲ့အတွက်စီးကျူရောဂါမဖြစ်အောင်စီးကျူရှိနေသူတွေအတွက်ဆိုရင်လည်းတက်တာသွားစေပါတယ်။နံပါတ်3ကိုလေးချိန်ကိုထိမ့်ညှိပေးခြင်းယုံမှုတွေဒီမှာပျော်ဝင်နိုင်တဲ့အမြင့်တက်အများစွာပါဝင်နေပါတယ်။ပျော်ဝင်နိုင်တဲ့အမြင့်တက်တွေကပိုက်ပြည့်တယ်လို့မြင်မြန်ဆန်းဆန်းခံစားရစေနိုင်ပြီးအစာခံနိုင်စေတာကြောင့်ကယ်လိုရီစားသုံးမှုပမာဏကိုတိုင်းတရာမှာအထောက်အကူပြည့်စေတဲ့အပြင် ကိုလေးချင်းကြောက်အောင်လှုပ်ဆောင်နေသူတွေအတွက်လည်းတစ်တော့ပါတယ်။နံပါတ်၄နှလုံးရောဂါဖြစ်ပွားနှုန်းကိုလျော့ကျစေခြင်း။ယုံကြည်သည်မှပါဝင်တဲ့အမြင့်တက်ကခံလာကိုအတွင်းကမကောင်းတဲ့အဆီတွေကိုကျစေကသွေးကြောကျင်းမာခြင်းသွေးတွင်အဆီပိတ်ခြင်းတွေကိုတားဆီးပေးခြင်းအဖြစ်နှလုံးရောဂါဖြစ်ပွားနှုန်းကိုလျော့ကျစေပါတယ်။နံပါတ်၅အမြင့်အာရုံကိုကောင်းမွန်စေခြင်း ယုံမရီတီမှာပါဝင်တဲ့ဓာတ်တွေကအမြင်အာရုံကိုတိုးပွားစေတာကြောင့်ယုံမရီတီကိုနေ့စဉ်စားသုံးပေးမယ်ဆိုလို့ရှိရင်မျက်လုံးချက်သားတွေပျက်စီးတာနဲ့အတွင်းတိမ်ဖြစ်တာတွေမဖြစ်အောင်ကောက်ွယ်ပေးနိုင်ပါတယ်။နံပါတ်6အစာကြေးဝမ်းမန်စီခြင်းယုံမရီတီမှာအမြင်ဓာတ်များစွာနဲ့ပြည့်ချွဲရည်တွေပါဝင်ပါတယ်။ယုံမရီတီကိုစားခြင်းအဖြစ်အစာအစာတွေကိုကြည်ညက်စီပြီးအစာမကြေတာကိုတတ်တာကဝမ်းမန်စီပါတယ်။ယုံမရီတီမှာပါတဲ့အမြင်ဓာတ်ကြောင့် ဥရင်းကအညစ်အကြေးတွေရဲ့ရွေးရှားမှုကိုအဆင်ပြေချုံးမွေးစေပြီးဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။ရုံးမြေတီကတဘာဝကပေးတဲ့ဝမ်းမှန်စေတမျိုးလည်းဖြစ်ပါတယ်။နံပါတ်9ပင်ပန်းနွမ်းနွမ်းမှုကိုတတ်တာစေနိုင်ခြင်း။ယနေ့ခေတ်မှာပင်ပန်းနဲ့ဆိုတဲ့သကရက်ကလူတိုင်းပါဇက်ဖြာမှာကြားရများတဲ့သကရက်တစ်ခုလိုတောင်ဖြစ်နေပါပြီ။ရုံးမြေတီစေတွေကတင်းကို ပင်ပန်းမှုတန်ခံနိုင်ရရှိစေမှာဖြစ်ပါတယ်။ရုံးမြေတီကစိတ်ကြဝေဒနာခံစားနေရသူတွေအတွက်လည်းဆွေးဆန်းကောင်းတစ်လက်ဖြစ်ပါတယ်။ နံပါတ်၈သွေးပေါင်းချိန်ကိုကျဆင်းစေနိုင်ခြင်းရုံးမရည်ဒီမှာလူကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ပိုတက်ဆီယမ်အပါဝင်ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကျွယ်ဝစွာပါဝင်ပါတယ်ပိုတက်ဆီယမ်ကခန္ဓာကိုယ်အတွင်းကဆိုဒီယမ်ပမာဏကို ထိန်းညှိပေးတာကြောင့်ကိုယ်တွင်းအရည်ဓာတ်ကိုဟန်ချက်ညှိအောင် ထိန်းညှိပေးရမှာအရေးပါလာပါတယ်ပိုတက်ဆီယမ်ကသွေးလွှတ်ကြောတွေနဲ့ သွေးပြန်ကြောတွေကိုပြည့်ရောစေနိုင်တာကြောင့်သွေးဖိအားကိုကျဆင်းစေနိုင်ပါတယ်။သွေးကြောတွေထဲမှာသွေးခဲပိတ်ဆို့နိုင်ခြေကိုလည်းရော့ကျစေနိုင်ပါတယ်။နံပါတ်၉အသေးရောဂါကိုကောက်ကွယ်ပေးနိုင်ခြင်းအသေးကခန္ဓာကိုယ်အတွင်းကအစိတ်တောက်ကိုပြည့်စင်နိုင်တဲ့အင်္ဂါအစိတ်ပိုင်းဖြစ်ပါတယ်။ရုံးမတည်သီးကအသေးကိုရောဂါတွေမဝင်အောင်ကောက်ကွယ်ပေးနိုင်ပါတယ်။လေးလံမှုတရက်မှာရုံးမတည်သီးကဓာတုပစ္စည်းတွေကြောင့်အသေးအစိတ်တွေတွေကိုရော့ပါတတ်တာစေနိုင်တယ်လို့တွေးရှိခဲ့ရပါတယ်။ နေ့စဉ်စားသုံးတဲ့အစားသောက်တွေထဲမှာရုံးမရည်သီးကိုထည့်သွင်းစားသုံးပေးမယ်ဆိုလို့ရှိရင်အသေးရောဂါဖြစ်ပေါ်ခံစားမှုကိုလျှော့ချပေးမှာဖြစ်ပါတယ်။နံပါတ်30အာယုံကြောထိခိုက်ပျက်စီးမှုဖြစ်နိုင်ခြေတွေကိုကြော့ပါတတ်တာစေနိုင်ခြင်းရုံးမရည်သီးကအန်ဇိုင်းမာရောဂါဖြစ်နိုင်ခြေတွေကိုလျှော့ချပေးနိုင်ပါတယ်။အာယုံကြောဆိုင်ရာရောဂါတွေမဖြစ်ပေါ်အောင်လည်းကာကွယ်ပေးပါတယ်။နေ့စဉ်စားသုံးတဲ့အစားသောက်တွေထဲမှာရုံးမရည်သီးကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် အာရုံကြောဆိုင်ရာယောဂတွေဖြစ်ပေါ်ခံစားမှုကနေကောက်ွယ်ပေးနိုင်မှာဖြစ်ပါတယ်။နံပါတ်၁ကင်ဆာယောဂကိုကောက်ွယ်ပေးခြင်းယုံမှုတွေဒီမှာပေါဝင်တဲ့ဓာတ်တွေဟာရင်သားကင်ဆာဆဲတွေကိုတိုက်ဖြတ်ပေးနိုင်စွမ်းရှိပါတယ်လို့လေ့လာမှုတရရသိရှိရပါတယ်။ရင်သားကင်ဆာအကျိဆဲတွေရဲ့ကြီးထွားမှုကို63ရာခိုင်နှုန်းအထိရှော့ချပေးနိုင်ပါတယ်။နေ့စဉ်စားသုံးမယ့်အစားအသောက်တွေထဲမှာယုံမှုတွေဒီကိုထက်သွင်းစားသုံးပေးမယ်ဆိုရင် ရင်သားကင်ဆာခံစားရနိုင်ခြေကိုတိတိတတ်တာရှော့ချစေနိုင်မှာဖြစ်ပါတယ်။ရုံးမြစ်တိမပါတဲ့အမြင့်တက်တွေကြောင့်ဝမ်းမန့်စေကဥမကြီးကင်ဆာဖြစ်ပေါ်နှုန်းကိုရှော့ချပေးပါတယ်။ရုံးမြစ်တိမပါတဲ့အန်တီအောက်ဆီဒန့်တွေကကင်ဆာဖြစ်စေနိုင်တဲ့ဆဲများပြောင်းလဲမှုကိုတားဆီးကောက်ွယ်ပေးုံတာမှာကကိုယ်ခံအားကိုတိုးဝါစေကယောဂဘာစုံမှကောက်ွယ်ပေးနိုင်ပါတယ်။နံပါတ်7ကိုဝန်ဆောင်မိခင်များအတွက်အာဟာရဓာတ်ဖြည့်တင်ပေးခြင်းရုံးမြစ်တိမပါဝင်တဲ့ folic acid နဲ့ အာဟာရတန်ဖိုးတွေကကိုယ်ဝန်ရခြင်းကိုကုညီပေးနိုင်တယ်လို့တတိသားရဲ့အုံနာဖွံ့ဖြိုးခြင်းကိုကုညီပေးရုံတာမှာကကိုယ်ဝန်ပြတ်ကျခြင်းကိုတားဆီးပေးပြီးကလေးမွေးဖွားလာတဲ့အခါအာရုံကြောဆိုင်ရာချွင်ရင်ချက်တွေပါမလာအောင် တားဆီးကောက်ွယ်ပေးနိုင်ပါတယ်ကိုယ်ဝန်ဆောင်စင်မှာရုံးတွေတီးကိုပုံမှန်စားသုံးပေးမဲ့ဆိုလို့ရှိရင်ဝမ်းချုပ်ခြင်းကိုလည်းတတ်တာစေပါတယ်နံပါတ်7အသားရေလှပစေခြင်း ယုံမြင့်တီးကိုစားခြင်းအားဖြင့်ဝမ်းမန်းစေသလိုကြည်လင်တက်ရှင်တင်းရင်တဲ့အရည်ပြားကိုလည်းရရှိစေပါတယ်။ယုံမြင့်တီးမှာပါဝင်တဲ့အမြင့်တက်တဲ့ဗီတာမင် C တွေကအရည်ပြားတစ်ရှူတွေပြုပြင်ရမှာအကူအညီပေးပါတယ်။အရည်ပြားပေါ်ကအဆက်ပြောက်တွေနဲ့ဝက်ချံထွက်ခြင်းတို့ကိုလည်းညွတ်နယ်သက်သာစေပါတယ်။အာဟာရဓာတ်များစွာပါဝင်တဲ့ယုံမြင့်တီးကိုစားသုံးပေးခြင်းအားဖြင့်စိတ်ဖိစီးမှုလျှော့ကျစေခြင်းခန္ဓာကိုယ်အရေးအကြောင်းကို ျော့ချပေးခြင်းနဲ့နှုပြသောအသားရည်ကို ပေးစွမ်းနိုင်ပါတယ်။နံပါတ်14အယူများကိုတန်မာစေခြင်း။ယုံမလီဒီမှာပါဝင်တဲ့ကယ်စီယမ်၊ဗီတာမင် K နဲ့ဖိုလီအက်ဆစ်ဓာတ်တွေကြောင့်အယူတွေရဲ့တိတ်သီးဆောက်ကို မြင့်မားစေပြီးအယူတွေကိုတန်မာစေကအယူဘဝယောဂမှကောက်ွယ်တားဆီးပေးပါတယ်။နံပါတ်15အသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာများကိုတတ်တာစေခြင်း။ယုံမလီဒီမှာဗီတာမင် C ကြော်ဝါစွာပါဝင်မှုကအသက်ရှူလမ်းကြောင်းအတွက်အထောက်အကူပြုတာဖြစ်ပါတယ်။ ရုံးပရိပင်ကအဖွင့်နဲ့အရွက်ကိုပြုတ်ပြီးတောက်ပိမဲ့ဆိုလို့ရှိရင်အသက်ရှူလမ်းကြောင်းရောင်ရမ်းတာအဆောက်အအုံယောဂနဲ့အိမ်မီတောက်ွေယောဂတွေကိုတတ်တာစီတယ်လို့တိုင်းရင်းဆေးဆရာတွေကဆိုကြပါတယ်။နံပါတ်16အဝလွန်ခြင်းမှာကင်ဝေးစေခြင်းရုံးပရိသီးမှာကယ်လိုရီအနည်းငယ်သာပါဝင်ပြီးအမြင့်ဓာတ်များစွာပါဝင်ပါတယ်။အမြင့်ဓာတ်တွေကအဆောက်မောသိမှုကိုတားဆီးပေးပြီးမကြာခဏအဆာစားခြင်းစိတ်ဖြစ်ခြင်းမှာကင်ဝေးစေတာကြောင့် ကယ်လိုရီစားသုံးမှုပမာဏကိုတိုင်းတရမှာအထောက်အကူဖြစ်စေတဲ့အပြင်ကိုလေးချင်ကြအောင်လှုပ်ဆောင်နေသူတွေအတွက်လည်းတစ်တော့ပါတယ်။နံပါတ်18ရာရန်ချင်းကင်းတဲ့ဥယျာပြားနဲ့တံမာတဲ့သပင်ကိုရရှိစေခြင်း။ယုံတွေဒီမှာပါဝင်တဲ့ဗီတာမင်တွေကြောင့်သပင်ကိုကျန်းမာတန်ဆွမ်းစေပါတယ်။ယုံတွေဒီကိုထက်ချမ်းချမ်းရည်နွေးနဲ့ပြုတ်တံမြရည်ထက်ကထွက်လာတဲ့ပြစ်ချဲရည်တွေကိုသပင်နဲ့ဥယျာပြားကိုလိမ့်ပေးပါကဥယျာပြားရဲ့ရည်ဓာတ်ကိုထိန်းသိမ်းပေးပြီး ဥယျပြား6သိရရန်ချင်းနဲ့ပေါထချင်းတွေမှကင်းဝေးစီပြီးတံမာတဲ့သမင်ကိုရရှိစီပါတယ်။နံပါတ်18သွေးအားတိုးစီခြင်းရုံးမြစ်တီမှာပါဝင်တဲ့တန်တက် folic acid နဲ့ vitamin K တွေဟာသွေးနေဦးထုတ်လုပ်မှုကို တိုးတက်စေကာသွေးအားတိုးစီပြီးသွေးအားနဲ့ယောဂဖြစ်ခြင်းမှာတားဆီးကောက်ွယ်ပေးနိုင်ပါတယ်။နံပါတ်19အစာရဲ့အနာကိုတတ်တာစေခြင်းယုံမှုတွေဒီမှာပါဝင်တဲ့ပြစ်ချဲရည်တွေကအစာချေအက်ဆစ်အထွက်များပြီးဖြစ်တဲ့ အစာရဲ့အနာတွေကိုတတ်တာစေပါတယ်။နံပါတ်20မြို့ပွားအင်္ဂါယောဂတချို့ကိုတတ်တာစေခြင်းယုံရည်တီးကို စားခြင်းအဖြစ်ကာလသာယောဂစီးပူညောင်းကြယောဂမိမကုမအဖြူစင်းခြင်းစီးသွားတဲ့အခါနာကျင်ခြင်းရာသီသွေးဆင်းတာများခြင်းတွေကိုတတ်တာစေတဲ့အပြင်လိမ်မှုကိစ္စကိုမြှင့်တင်ပေးနိုင်ပါတယ်။နံပါတ်21ပန်းနာရင်ကျက်ယောဂကိုတတ်တာစေခြင်းယုံရည်တီးကပန်းနာရင်ကျက်ဝေဒနာတွေတွေအတွက်လည်းအကျိုးပြုပါတယ်။ ပန်းနိုင်ရင်ကျဲယောဂဆိုတာအဆုတ်လေးပြွန်တွေရောင်ရမ်းပြီးအသက်ရှူရခတ်တဲ့ယောဂတစ်မျိုးပါ။ရုံးတွေဒီမှာပါတဲ့ antioxidant ဗီတာမင် C နဲ့ရောင်ရမ်းမှုကိုတက်တာစေတဲ့ဓာတ်တွေကြောင့်ပန်းနိုင်ရင်ကျက်ယောဂကိုတက်တာစေပြီးရင်ကျက်တဲ့အကျင့်ရည်အတွက်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။ဒီကနေ့ကျွန်တော်မျှဝေပေးသားတာကတော့ရုံးမြေသေးရဲ့အကျိုးအာနိသင်22မျိုးအကြောင်းပဲဖြစ်ပါတယ်။